ပထမအကြောင်းအရာကရန်ကုန်ပြည်သူစေယုံကြီးအရှိလမ်းမပေါ်မှာပဲစေကုတာဖို့ပတ်စံမရှိလို့အဲ့ဒီလမ်းမထပ် platform ပေါ်မှာပဲတည်ဆုံးခဲ့ရတယ်ပြည်သူတယောက်ရဲ့ဗီဒီယိုအားလုံးပဲမင်္ဂလာပါခင်ဗျာအမေ YouTube channel မှာတက်ကြလာပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တက်တယ်တန်တော့တန်းကောင်းတွေကိုတန်းဆက်ပေးနေတာပေါ့အမေ channel လေးကိုလည်း subscribe လုပ်ပေးပါဆက်ကြည့်ကြပါပြန်လည်းမြန်မာ YouTube channel လေးကိုလည်းပြန်ဆက်ဆက်ကြပါခင်ဗျာ ဖိုင်ကိုကျွန်တော်ကြည့်လိုက်ရပါတယ်ဆိုတော့ကျွန်တော်တွေးစရာတွေအများကြီးဖြစ်သွားတယ်စိတ်ထဲမှာလည်းတော်တော်လေးမကောင်းဖြစ်သွားတယ်ဒါကတစ်ချက်ဒါဒီနေ့ကျွန်တော်စိတ်ထဲမှာမကောင်းတဲ့အချက်ချက်ကိုကျွန်တော်လည်းကျွန်တော်မိသားစုဝင်တွေဆွေးနွေးကြမယ်နောက်ထပ်ကျွန်တော်စိတ်ထဲမှာမကောင်းတဲ့အချက်ချက်ရှိသေးတယ်အဲ့တော့ကလက်ရှိ၄ကီကော်ကိုအကျွန်တော်ဖက်စစ်ခွေးတက်ကနေပြီးတော့လက်နဲ့ကြီးတွေအဆက်မပြတ်ပြစ်ခတ်နေတယ်ပြီးတော့၄ရင်နဲ့အဆက်မပြတ်ဘုံကျဲနေတယ် ီးတော့မြေပြင်ကနေပြီးတော့အင်အားအမြောက်အများစကြောင်ထိုးနေတယ်၄ကီကောကိုပြန်ရဖို့အတွက်ဒိန်ကောင်းလေးတစ်ခုတော့ရှိပါတယ်ဒါပြီးခဲ့တဲ့ရက်ကလော်ဘီတွေဖောက်ပြလာတဲ့၄ကီကောတဲကိုဒီဂျမ်ပါစစ်ခွေးတကောက်ကောင်တွေဝင်လာတယ်ဆိုတဲ့ဓာတ်ပုံတွေအဲ့ဒါတွေကအရင်တော့အမှတန်ဟောင်းနေပါအရင်တော့အမှတန်ဓာတ်ပုံအဟောင်းနေဖြစ်တယ်ဆိုတော့တကယ်အခုလက်ရှိစစ်မြေပြင်မှာကစကြောင်တစ်ချောင်းကတော့အကုန်လုံး စုပြတ်တက်လမ်းထွက်သွားပါလေ။ဒါတော့အခုအခြေအနေပေါ့နော်။အခုအချိန်ထိလည်းကျွန်တော်တို့လက်နက်ကြီးပြက်ခတ်မှုကမရက်သေးပါဘူး။ကျွန်တော်သတင်းပြောနေတဲ့အချိန်ထိဆိုတော့အဲဒီမှာတောင်ဝင်ယူနေတဲ့တောင်ဝင်ကျနေတဲ့ရဲဘော်တယောက်ကပြောတယ်။လီကော်ကိုတဲ့အစွမ်းရှိသမျှခုခံသွားမယ်။ဘာကြောင့်လဲဆိုတော့လေလီကီကော်မျိုးသစ်လေးဟာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သူရဲကောင်းတွေကိုမွေးထုတ်ပေးခဲ့တဲ့နေရာလေးမှုတဲ့လီကီကော်ကိုလက်မလွတ်ချစ်ဘူးတဲ့ပြန်နိုင်တဲ့နီလန်းတွေကိုအကုန်သုံးပြီးကာကွယ်သွားမှာဆိုတော့ကျွန်မဒါဆိုဝင်လေဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် generation z PDF ရေးဖို့တယောက်ကပြောတဲ့စကားဖြစ်ပါတယ်ဒီစကားကိုကျွန်တော်ကြားတော့လေတော်တော်စိတ်မကောင်းဖြစ်မိတယ် ဒီနေ့မှာကျွန်တော်တို့တော်လန်တော်လူငယ်တွေအများပြခဏချင်းထိကရင်ဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေစေဖြစ်တယ်ခဏချင်းထိလည်းအသက်သွေးချွေးမြောက်များစွာနဲ့ကိုလက်အင်ကာတွေဆွန့်လွတ်ခဲ့တဲ့သူဖြစ်တယ် SCC စေယုံမှာဆိုရင်ကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်လူငယ်တွေအကိုလက်အင်ကာထိကိုက်သွားတဲ့သူတွေပြီးတော့ခေါင်းကိုကြည်ထိမှန်ထားပြီးတော့ကျွန်တော်တို့ဒါမှတ်ဉာဏ်တွေချုပ်တဲ့သွားတဲ့သူတွေ အများကြီးကိုကုသပေးနေတာတွေလေ့ကျင့်ပေးနေတာတွေရှိပါတယ်။ဟုတ်ပြီဒါကတော့ဒါပြန်လဲတူတောင်ရေးစင်တာပုံစံမျိုးလေးဖြစ်တယ်။လက်ရှိပေါ့နော်ကျွန်တော်တို့ပြည်သူကနေပြီးတော့ဝန်ရံကူညီပေးထားတဲ့ဒါညားလေးတစ်ခုပေါ့နော်။ဟုတ်ပြီကျွန်တော်ရေဖို့လူငယ်တွေက၄ကီကော်လေးကိုမပေးချင်ဘူးဆိုတော့စကားလေးကကျွန်တော်တို့အတွက်ကတော်တော်လေးကိုထိနေကြတယ်ဒါဆိုဒီကြောင်းလေးကိုကျွန်တော်ဒီနေ့ဆွေးနွေးခြင်းလေဗျာ။ ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်နဲ့အတူတူအမြဲရှိနေပေးတယ်ကျွန်တော်မိသားစုဝင်တူချင်းစီတိုင်းဝိုင်းရံပေးဖို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီရန်ကုန်အရှိပိုင်းဆေးရုံကြီးအရှိမှာလူသေးဆုံးမှုရုပ်သက်ဗီဒီယိုထွက်ပေါ်လာတာပါကျွန်တော်မိသားစုဝင်ရန်ကုန်ဆေးရုံကြီးရဲ့အရှိပလက်ဖောင်းပေါ်မှာပဲလူတယောက်လဲကျပြီးတော့တေဆုံးနေတယ် ခေါင်းကအတိုင်းပေါ့ဗျာကျွန်တော်တို့ပွားလာနေတဲ့သူတွေကအဲ့ဒီမှာအများကြီးရန်ကုန်စေုံကြီးကိုအများကြီးဒီနေရာလေးပလက်ဘားပလက်ဖောင်းလေးပေါ့ဒီပေါ်မှာပလက်ဒီလမ်းပြီးတော့သူတည်နေတယ်အဲ့ဒီနေရာကိုလူတွေဟာဒီအိမ်ပလက်ဖောင်းကိုမလျှောက်တော့ဘဲနဲ့ဘေးကကားလမ်းမှာပေါ့နော်ဒါကားလမ်းမှာ အဲ့မှာဘောကပဲရှောင်ပြီးတော့ရှောက်သွားရှောက်နေကြတယ်ဘောနော်သူတို့သွားချင်တဲ့နေရာတွေပေါ့ကြည့်တော့ကြည်သွားတယ်ပလက်လန်ပြီးတော့တည်နေတဲ့အလောင်းလေးကိုတော့ကြည်သွားတယ်ဘောနော်ဆိုတော့ဒီမှာကျွန်တော်တို့အများကြီးခန်းစားရတယ်ဟုတ်ပြီစက်တင်ဘာ20ရက်နေ့ဘိုးထောင်မြို့နယ်ကုံတဲလမ်းမှာရှိတဲ့ဂန်နီစေးယုံဆိုတော့ဂန်နီစေးယုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှမှတ်မှတ်ရတခုရှိတယ်ဂန်နီစေးယုံမှာကျွန်တော်အရင်ကပေါ့နော်ကျွန်တော် operation တခုလုပ်ပြီးတယ် ဒါကြောင့်ကျွန်တော်အဲ့ဒီနေရာကိုလည်းကောင်းကောင်းသိပါတယ်။ရန်ကုန်ရှေ့ပိုင်းစေဝန်ကြီးအရှိမမျိုးသားတူတည်ဆုံးနေတယ်။ပြီးတော့ဒီတည်ဆုံးနေတဲ့ရုပ်သံဗီဒီယိုဖိုင်ပေါ်မှာလည်းပဲကျွန်တော်တို့ပြည်သူတွေအများကြီးအမှတ်ချက်တွေပြီးထားတာကိုတွေ့ရပါတယ်။ဒီတည်ဆုံးနေတဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေကတော့ထုံးစံအတိုင်းပေါ့ဗျာ။ဒါအများကြီးပေါ့နော်။တို့ရဲ့အထင်မြင်ယူဆချက်တွေကိုကြီးနေကြတာတွေ့ရတယ်။ဒါကိုကျွန်တော်ကပြောချင်တာဗျာ။ ကျွန်တော်တို့ဒီလိုမျိုးဖြစ်စဉ်မျိုးကလည်းအခုလည်းဖြစ်နေတယ်အရင်တော့ကလည်းဖြစ်ခဲ့တယ်။နောက်လည်းပဲဆက်ပြီးတော့ဖြစ်ဖို့ရှိနေသေးတယ်။ကျွန်တော်တို့2021အာနာသိမ့်ပြီးနောက်ပိုင်းဒီမှာကျွန်တော်ပြည်သူကတကယ့်ကိုအငက်ပေးကြနေတာ။တကယ့်ကိုကုရမဲ့အခြေအနေမျိုးတွေအတွင်းထဲမှာစားမဲ့တောက်ရမဲ့အခြေအနေတွေအကျွေးနုံနစ်နေတဲ့ပြည်သူတွေ ဂျိုင်းဖီလီကိုကြည့်နေတဲ့မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့မိဘပြည်သူတွေတယောက်မှအကျွေးမကင်းဘူးเนาะကျွန်တော်မိသားစုနဲ့ကျွန်တော်ပြောတဲ့အကျွေးဆိုတာကိုကသူများကိုသွားချေးမှအကျွေးဆိုတာကဒါကကျွန်တော်တို့တဦးချင်းစီနဲ့ဆိုင်တဲ့အကျွေးပေါ့ဗျာနိုင်ငံသားအကျွေးတွေတင်နေတာဘယ်နိုင်ငံကိုစက်ကမှလဲအများဆုံးကတရုတ်ကိုစက်ကတယောက်မှအကျွေးနဲ့မလွတ်ဘူးလက်ရှိ နိုင်ငံကိုအုပ်ချုပ်ချင်နေတယ်မင်းလုပ်ချင်နေတယ် ်မှားဒီဖြစ်ချင်နေတဲ့သူတွေရဲ့လုပ်ရကြောင်းကျွန်တော်နိုင်ငံသားလိုက်ဟာအကျွေးနဲ့မကင်းတော့တလို့ကျွန်တော်နိုင်ငံသားတွေရဲ့လုံခြုံရေးစံမာရေးစာဝတ်နေရေးဟာဘလို့မှမဖူလို့မလောက်ငတာကိုကွာကြီးကနေ့စဉ်မိမောင်းထိုးပြနေတယ်နိုင်ငံတွင်းမှာလည်းအခုစေုံကြီးအရှိမလူသေးဆုံးတဲ့အခြေအနေထိကူရမဲ့ကူတာဖို့ပတ်စံမရှိလို့သေဆုံးသွားရတယ်ဆိုတော့ အကြောင်းအရာတွေဒါတွေကဆက်ပြီးတော့လည်းဖြစ်ဖို့ရှိသေးတယ်ပြည်သူလူထုရွေးချယ်ခဲ့တဲ့အစိုးရတက်လာတဲ့အချိန်မှာအဲ့ဒီပြည်သူစေအောင်ကြီးတွေပြည်သူစေအောင်ကြီးတွေရဲစခန်းတွေရဲစခန်းတွေမြို့နယ်ဘူးဆိုတဲ့သူတွေမြို့နယ်ဘူးဆိုတဲ့သူတွေတောက်တော့မလွတ်ရဲဘူးနော်ဟုတ်ကဲ့လားကျွန်တော်မိသားစုမင်းလေးရဲစခန်းမှာရဲစခန်းမှုဆိုတဲ့ကောင်းနေအနာပါဝါလေးပြပြီးလုံးချလိုက်စမ်း နောက်နေ့ရာလို့ပါဆင်းသွားမယ်ဟုတ်ရဲ့လားမကျေနပ်ရင်မိလို့မစတိုင်လို့ရတယ်မိလို့စေအောင်ကြည့်မှာတကယ်ကိုအလုံးအလုံး in that policy အဝင်နေအများကြီးဒါပေမဲ့ပြည်သူကိုတက်ဖြတ်နှိပ်စက်နေတဲ့ကောင်တွေရင်းရင်းလာဆန္ဒပြတဲ့အချိန်မှာလဲပြည်သူ့ကိုရဲဆက်ဆက်တက်ဖြတ်ခဲ့တဲ့အကောင်တွေခေဆက်ဆက်သမိုင်းဆိုးတွေကိုဖန်တီးခဲ့တဲ့အကောင်တွေကကျွန်တော်တို့ပြည်သူ့ရဲ့အာဏာကိုသိမ်းတဲ့အချိန်မှာကျွန်တော်တို့ CRM doctor တွေ လူသားချင်းစာနာစိတ်ရှိတဲ့လူတွေလူလိုလူလိုသိတဲ့သူတွေဟာစီရံဝင်သွားကြတယ်အဲ့တော့ခွေပြည်သူစေုံကြီးဆိုတဲ့နေရာတွေမှာခွေတို့ပေါ့ကဝင်ပြီးတော့နေရာကြလာတဲ့ကောင်တွေကကြီးစုနေတယ်။ပတ်စံမရှိရင်ဘာမှလုပ်လို့မရတဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အခြေအနေဖြစ်ပါတယ်။ဆော့ဖ်ဝဲဒီသားစီဝင်တွေကိုကျွန်တော် အဲ့ဒီမှာပြည်သူတဦးပြောရတာပေါ့နော်။အော်တဲ့။ငွေမရှိတော့ဆေးရုံရှိမှတောင်တေးရတဲ့ဘဝပါလားတဲ့။လူလောကမှာငွေမရှိရင်ဘာယောဂါလဲလို့သိရင်တော့မှခုစရာငွေမရှိလို့အသေးခံရမယ့်ဘဝတွေပါနော်။ဒီနေဝဲကိုမြင်ရတာတန်ဝေကတွေအများကြီးရစရာနော်တဲ့။ယောဂပြုလို့ငွေမရှိရင်ဘယ်ဆေးရုံဘယ်ဆေးခံမဲတော်တော်ဘယ်ဆရာမှအဲ့ဒီလူနာကို ကြည့်မှာမဟုတ်ဘူးဒါပြည်သူတယောက်ကပြောတဲ့စကားလေးတစ်ခွန်း ွဲ့မိသားစုအမှန်ကယ်ကငွေမရှိအောင်လှုပ်ထားတဲ့သူတွေရှိတယ်ကျွန်တော်ပြည်သူတွေပြည်သူပိုင်စေယုံကြီးမှစေကူတာခွင့်ခံယူရမယ့်အခွင့်အရေးတွေမရှိအောင်ဖန်တီးထားတဲ့သူတွေရှိတယ်ဆိုတာကိုကျွန်တော်ကကျွန်ရဲ့ညီကိုမောင်မမိသားစုတွေကိုသိစေချင်တာ ဘာအမကန်ချက်မှမရှိတဲ့ကျွန်တော်တို့နိုင်ငံသားတွေအဖြစ်ဆိုးတွေဒါတိုးဆက်တယောက်ဆက်တည်နေတာပဲရှိသေးတယ်။နေ့စဉ်ညင်မနှိမ့်ဆက်နေတာတွေကဒုနဲ့ဒီဟုတ်ပြီ။စကားဆက်တုံးလဲကျွန်တော်ရဲ့မိသားစုအနေနဲ့နည်းနည်းအသိပေးခြင်းနဲ့ကမ်ဘောဒီးယားကြားဖြတ်နယ်မှာရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားထောင်နဲ့ချီတဲ့သူတွေနေ့စဉ်ညင်မနှိမ့်ဆက်ခံရပါတယ်။ ရုတ်တွေဟာကျွန်တော်မြန်မာနိုင်ငံကဖောင်နဲ့ခြီးတဲ့သူတွေကိုကျင်ဆက်နေပါတော့ပြီးတော့ခွေးလို့နွားလို့ခွေးလို့ပေါ်နွားလို့ညီနေစဉ်ညီမနေဆက်နေလို့ကြေကြပါလို့အကူကြီးတောင်းနေပါလေကျွန်တော်ရဲ့မိသားစုကမ်ဘောဒီးယားမှာကမ်ဘောဒီးယားကြားဖြတ်အောက်ကိုရောက်သွားတဲ့သူတွေဒါကနေသေးတာ ရှိခိုးကူမှာရှိတဲ့ကြားဖြတ်တွေမှာကျွန်တော်တို့မြန်မာနိုင်ငံသားအလုပ်သမားတွေဘယ်နှယောက်တောင်ရှိပါလဲ။ကွာကြီးကပြန်ထွက်လိုက်တဲ့အချိန်မှာနိုင်ငံတကာကနီးဘုတ်စုံနဲ့ရောက်ရှိလာတဲ့ဥပမာပါဗျာဒါဥပမာထိုင်းနိုင်ငံသားတွေဗီယက်နမ်နိုင်ငံသားတွေတရုတ်နိုင်ငံသားတွေတောင်ပါသေးတယ်ပြီးတော့ဥပမာဥပမာနိုင်ငံသားတွေလည်းပါတယ်ဆိုတော့သူတို့ကသူတို့နိုင်ငံသားတွေအကုန်လုံးဆွဲထုတ်သွားတာ။ ဆိုတော့အဲ့ဒီနေရာတွေမှာဘယ်သူတွေအခုအလုပ်လုပ်နေကြတယ်ထင်တယ်ကျွန်တော်ရဲ့မိသားစုမြန်မာနိုင်ငံသားတွေအများဆုံးအလုပ်လုပ်နေကြတာဖြစ်တယ်။ဘယ်သူတွေနေကြတာဒီရောက်ကပေါ်နေပြီးတော့ကျိုးကန်ပြီးတော့မြန်မာနိုင်ငံသားတွေကိုခိုင်းစားနေတာမြန်မာနိုင်ငံတဲမှာပဲတာဝန်ကရင်ကလက်ခံထားတယ်ဂျင်နာလုံးလုံးပြအောင်ပဲကျွန်တော်မိသားစုကျွန်တော်ပြောနေကြစကားလေးရှိတယ် ကျွန်တော်တင်သင်ဆက်တာနှလုံးသားနဲ့တင်ဆက်တာအခြားသတင်းမီဒီယာတွေကြည့်တဲ့အခါမှာတို့နိုင်ငံရေးအတွက်နိုင်ငံရေးအစီအပိုင်းစီးရင်ပတ်သက်တကယ်ကိုဒီ general knowledge ပေါ့ဗျာတကယ်ကိုကျွန်တော်တို့ရန်ကိုတော်တဲ့သူတွေရှိတယ်ဟိုမှာ ERU time တို့ဘာတို့ပေါ့ဗျာတို့တင်ပြတာအရန်ကောင်းတယ်အရန်ထိမိတယ်စကလုံးရွေးတာကစား ကျွန်တော် channel နဲ့ကျွန်တော်ရဲ့ video ကြည့်နော်အဲ့ဒါရမှာမဟုတ်ဘူးကျွန်တော်လူငယ်တူရဲ့ခံစားချက်တွေကိုတော့ကျွန်တော်တို့မိဘပြည်သူရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်တယ်ဟုတ်ပြီအခုကျွန်တော်လူငယ်တွေဟာခိုင်းစေခံလူငယ်တွေဖြစ်ရောက်ချင်းကိုကိုနိုင်မသိပဲနဲ့ရောက်နေတဲ့သူတွေရှိတယ် စီဝါရေးကြောင့်လောက်ကန်ကြောင့်မလုံခြုံတော့တဲ့ဘဝအခြေခံတွေကြောင့်ဘွဲရပညာဓာတ်လို့ခေါ်တဲ့လူငယ်လူရန်းစားတစ်ခုလုံးလည်းကြားဖြတ်နေကိုရောက်နေကြတယ်အချို့တကယ့်ကိုနိပညာ idea အရန်ကိုကောင်းတဲ့သူတွေအရန်တော်တဲ့လူငယ်တွေနိုင်ငံကိုအကျိုးပြုရမယ့်သူတွေကျွန်တော်မျိုးဆက်တွေအတွက်တကယ့်ကို အနာဂတ်ကိုဖန်တီးပေးမဲ့သူတွေကဘာချင်းနဲ့ရှင်ပြန်ရမဲ့သူတွေကအခုကဘာကြီးကိုလိမ်လည်နေတဲ့နေရာမှာအလုလုကင်စားတောက်နေရတယ်။ဒါမှပိုလိုချင်တဲ့ပမာဏမရဘူးဆိုရင်နေတိုင်းနှိမ့်ဆက်ခံရတယ်။ဒီဆက်နဲ့ပါတုတ်ပြီးတော့ရိုက်နှက်ခဲ့တဲ့ပြည်သူတွေရုတ်တံပေါ်မှာအများပြားတက်လာခဲ့တာရှိတယ်။အဲ့ဒါကိုလည်းပဲကြားဖြတ်နဲ့ပတ်သက်တဲ့သူတွေကအဲ့ဒီရုတ်တံပြည်သူဖိုင်တွေကိုအလုပ်ကနေလိုက်ဖြတ်ချလာတယ်လေရှိတယ်။ ကလေးချင်းတိကျွန်တော်မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့တရုတ်မာဖီးယားဂိုင်းတွေကြိုးကင်ထားတဲ့အတိုင်းကျွန်တော်တို့အချို့တော်လန်တော်တပည့်ဝင်တွေရှေ့တိုးလို့မရအောင်တော်၎င်းအချို့လက်နက်ကင်ပြီးတော့ဂိုင်းစားလုပ်နေတဲ့သူတွေကိုပါကြိုးကင်ခံထားရတယ်ဆိုတဲ့အကြောင်းကြွမိသားစုနေလဲ ရိတ်စားမိတလို့ရိတ်စားမိမှာပါကျွန်တော်ပြတ်သားရမယ့်အချိန်မှာတော့ကျွန်တော်ပြတ်ပြတ်သားသားဖော်ထုတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အခုဘယ်မှာစိတ်ဝင်ကြီးမှတောင်းမှာပတ်စံမရှိရင်စိတ်ကုတလို့မရတဲ့အခြေအနေတွေရောက်ရှိနေတာဘယ်သူကြောင့်လဲကျွန်တော်မိသားစု စင်ကာပူမှာနေတဲ့သူတွေကျွန်တော်မိသားစုနဲ့ကျွန်တော်ရုပ်သံဗီဒီယိုပိုင်းကြည့်နေမှာပါပြီးတော့ထိုင်းမှာနေတဲ့သူတွေလည်းကြည်နေကြပါပါထိုင်းနိုင်ငံသားတွေရဲ့အခြေအနေသူတို့စေယုံသူတို့ဆိုရင်လေသူတို့ဒါပြုစေယုံကြီးပေါ့ဗျာစေယုံကြီးနေမှာစေယုံတွတ်တက်အေးစေးပဲပတ်ဆက်မကုန်ဘူးပတ်ဆက်မကုန်ဘူးသူတို့မှာပကံပြီးတော့ပါအမကံဒါတွေကခံနိုင်မှမှရှိပြီတဲ့ operation ခွဲရမယ်ဆိုရင်လည်းပဲအေးဆေးဆေးပဲသူတို့နိုင်ငံသားတွေကဘလောက်ပဲကြီးမားတဲ့ငွေကြီးဖြစ်ပါစေသူတို့နိုင်ငံသားတွေအတွက်သူတို့ရဲ့စေယုံတွေကအမြဲတမ်းအဆင်သင့်ပဲစင်ကာပူမှာစင်ကာပူမှာလောလောနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတောင်မှစင်ကာပူစေယုံမှာအေးဆေးဆေးတက်ပြီးတော့အေးဆေးဆေးခွဲစိတ်ကုသခွင့်နေဒီယောဂရှာဖွေတဲ့စနစ်အများကြီး ကောင်းမွန်တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဒါဟစ်တွေမြန်မာနိုင်ငံအတွင်းထဲမှာစေကူတာခွင့်မခံရပဲနဲ့သိဆုံးနေတဲ့သူတွေအများကြီးပါ။ကျွန်တော်သိလိုက်ရတာကစေုံအရှိ platform ပေါ်မှာပဲပလက်လန်ပြီးတော့သိဆုံးသွားတဲ့သူတယောက်ပဲရှိတာပါ။စေုံမှာမရောက်ဖဲနဲ့လမ်းမှာပဲတည်နေတဲ့သူတွေအများကြီး အမှန်တော့မသိပဲနဲ့လူလောကကိုနှုတ်ဆက်ခဲ့ရတဲ့မြန်မာနိုင်ငံသားတွေအများကြီးဆိုတာကိုပြောချင်တာပါဟုတ်ပြီဘာလို့ဘာလို့ကျွန်တော်တို့ကပြရတာလဲဆိုရင်ရန်ကုန်လိုမြို့ပြဆေးရုံအရှိတ platform ထက်မှာလူတဦးတည်ဆုံးနေတာဟာအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံဟာအဖက်ဖက်ခယိုရင်းပြက်စီးနေပြီးဆိုတာကိုမိမောင်းထုတ်ပြလိုက်ခြင်းပြလိုက်ခြင်းဖြစ်ပါတ ဒါကြောင့်ကျွန်တော်ဒီမှာပြည်သူတွေအားလုံးလဲရင်နာနာနဲ့ကြည်နေရတာဖြစ်ပါတယ်။အချိန်တစ်ခုပါပေါ့နော်။ဒီချိန်ကိုတော့ကျွန်တော်တို့တကယ်ကိုတီးကိုကြက်ကြက်ပေါင်းဆုပ်ပြီးတော့အံကိုခဲပြီးတော့ကျွန်တော်တို့စောင့်ကျွန်တော်တို့လည်းရောက်လာမှာပါ။ဟုတ်ပြီ။နောက်ကျွန်တော်မိသားစုဝင်တွေကိုရင်နာရတဲ့အကြောင်းလေးပေါ့နော်။အဲ့ဒါလီဂ်ကော case ပေါ့။အဲ့လိုဖြစ်နေတဲ့အတိုင်းပဲပေါ့နော်။လီဂ်ကောမှာဒေါ်ကိုင်းကတော့ဒေါ်လုံးဒိုင်းဒိုင်းနဲ့တီးတယ်။ လက်နဲ့ကျင်းနဲ့ပြစ်လေရင်နဲ့ဘုံချဲအလုံးကြီးရေလို့တော့မရအောင်မူလီမို့ချုပ်တညာလုံးငလေလွတ်တယ်ညီကြီးတွေလှုပ်လို့လူတွေလမ်းပြန့်ပြီးတော့အဲ့ရကလိုးလာတယ်မဟုတ်ဘူးကျွန်တော်တို့စီမှာပုံမှန်တိုင်းနဲ့ဂျိုင်းနေဆိုဟာလူဇက်ကလည်းအချိန်မှန် ခံကောင်းတာတစ်ခုလိုပဲပြောရမလားဖရားရဲ့ကာဝယ်စောင့်ရှောက်မှုတွေလိုပဲဆိုရမလားတို့ပြတဲ့လက်နဲ့ကြီးတွေဟာကျွန်တော်တို့ပေါ့ထိခိုက်မှုမရှိပါဘူးဆိုတော့လက်နဲ့ကြီးတွေပြချပြီးတော့လုံးဝမီစိတ်ချရပြီဆိုတဲ့အတွေးတွေနဲ့အတင်းကိုထုတ်တက်လာတဲ့အကျန်းဖက်စစ်ခွေးတက်စစ်ကြောင်းတစ်ကြောင်းလုံးတော့နှိုးမဲ့သူမရှိຢາတက်ပံအိပ်ပျော်သွားကြရပါဘူး ျောင်းရတော့မကောက်ဘူးဥပမာကလည်းလာမကောက်ဆိုတော့ဒီကောသူတို့ကပြန်ပြီးတော့နေရာပြန်ယူခြင်းတယ်ပြီးတော့ဒီကောဒီကောအဓိကနေရာလားဆိုတော့အဓိကနေရာတော့မဟုတ်ဘူးကျွန်တော်ယူသားဆိုဒီကောဘာကျွန်တော်တို့ဒါသာတော့စစ်ခန်းတွေကျွန်တော်တက်ခိုက်သိမ့်ပိုက်ခဲ့တယ်အများကြီးရှိတယ်ဒီကောအပေါ်စီးကနေပြီးတော့ ဒါအပစ်ကနိုင်တဲ့ viewer scan တွေအများကြီးရှိတယ်ဒါပေမဲ့တို့လေးကစ်ကောကိုရအောင်တို့ပြန်ယူခြင်းတယ်တို့ရဲ့ပြရုံတစ်ခုပေါ့ဗျာဒါကိုဖော်ပြခြင်းတာပါဟုတ်ပြီအဲ့ဒီမှာအခုပေါ်ပေါ်ဝင်နေတဲ့ရဲဘော်လူငယ်တယောက်ကလေးကစ်ကောမကြဖို့အတွက်စွမ်းကိုခုခံသွားမယ် လဲဆိုတော့လေနေကိကောဟာတဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေအစပြုခဲ့တယ်ကျွန်တော်တို့သူရဲကောင်းတွေစတဲ့ပေါက်ဖားခဲ့တဲ့နေရာဖြစ်လို့တယ်ဗျာဒီလူကာဝေးတပ်ဖွဲ့ဝင် PDF generation ဇက်ကပြောတဲ့စကားသူရဲ့အတွေးကျွန်ရဲ့မိသားစုဝင်နေနားနဲ့နားထောင်အုံးပေါင်းနဲ့စင်စားပြီးရင် နှလုံးသားနဲ့သိသိကြည့်ဘလောက်တောင်အဘိဘေတွေပြည့်စုံနေလဲစကားလေးကင်ဗီယိုရောက်လာတယ်ကျွန်တော်ပြည်သူတော်ဝင်တက်ဖွဲ့ဝင် generation set က legal calling မချဖို့အတွက်အစမ်းကုန်ခုခံသွားမယ်တဲ့ legal calling ဟာငါတို့လူငယ်ရဲကောသူရဲကောင်းတွေကိုမွေးထုတ်ပေးခဲ့တဲ့အစာပြုခဲ့တဲ့နေရာမှုလို့ပါတဲ့ကင်ပီနေကြီးကိုအကျမ်းဖက်စစ်ခွေးတက်ကကြီးကောက်ပွဲလာကောလာလောက်နေတယ် ကင်းပြည်နယ်ကြီးကိုအကြမ်းဖက်ဖက်စစ်ခွေတက်ကအုပ်ချုပ်နေတယ်ကျွန်တော် generation ဆက်လူငယ်လေးတယောက်ကလေကီကော်ကိုတော်မှာပြန်မပေးချင်တာဒါဆိုရင်ကျွန်တော်ကင်းရင်လူငယ်တွေဘာလုပ်နေကြလဲဟုတ်ပြီကျွန်တော်တို့အချိန်တခုတော့ရှိပါတယ် လက်ရှိချိန်မှာဒီနိုင်ငံတကာနိုင်ငံလုံးကိုလွှမ်းခြုံပြီးတော့စီးဆိုင်ရစီမံချက်တွေပေါ့နော်ဒါပြင်ဆင်ရေးဆွဲနေတဲ့အခြေအနေပြီးတော့အရှိကိုအရှိတိုင်းမြင်တွေ့နေရတဲ့အခြေအနေအရှိကိုအရှိအတိုင်းကျွန်တော်နိုင်ငံသားတွေဟာကန့်ဆိုးစွာနဲ့တရုတ်နဲ့အိမ်ကြီးဂျင်နာဖြစ်နေတယ်ဆိုတော့ ပြယောဟာကျွန်တော်နိုင်ငံကိုအုပ်စိုးခွင့်ရခြင်းလေ။ဘာနိုင်ငံချင်းတော့တဲ့အထူးဆက်နေတဲ့ဒါနိုင်ငံသားအများအပြားနဲ့အိန္ဒိယအလုံးကျေပြောပါတယ်ဆိုရဲအိန္ဒိယနဲ့လည်းကြားကြဆိုတော့တရုတ်နဲ့ထိစပ်နေတယ်အိန္ဒိယနဲ့ထိစပ်နေတယ်ပြီးတော့ဆင်းရဲမွဲတေခဲ့ပါလေဆိုရဲအင်တော့ဘင်္ဂလားဒေ့ရှ်နဲ့လည်းထိစပ်နေ ပြီးတော့မြန်မာနိုင်ငံတွင်တော့ဘာထုတ်ကုန်မှထုတ်လို့မရအောင်ဘာမှဖန်တီးလို့မရအောင်ကျွန်တော်အင်းကြီးချင်းကနိုင်ငံတွေရဲ့ပစ္စည်းတွေပဲသုံးစွဲနေအောင်မူဝါဒတွေကို special plan နဲ့ချမှတ်ပြီးတော့အလေးတချောင်းအောင်မှမိချစ်တော်မှမထွက်တဲ့နိုင်ငံဖြစ်အောင်ဖန်တီးခဲ့ကြတယ်ဖန်တီးခဲ့တဲ့ကျွန်တော်နှမျိုးစုံရှိရနော်ကျွန်တော်မိသားစုနေကျွန်တော်ငွေတော့ကြောင်းဈေးတော့ဝယ်တယ်အမေရမှာလေတိုင်းမိချစ်တွေတလုံးဝယ်လာခဲ့ဟုတ်ကဲ့အမေ ဟဲ့ယူရမီးချက်နော်ဟုတ်ကဲ့အမေဟာအမေတဲ့မီးချက်ကဘာဖြစ်လို့လဲဟာတရုတ်မီးချက်တာတိရဲ့သားနဲ့နှစ်ချက်လောက်ချစ်ပြီးသွားရင်ကြောက်ထွက်သွားပြီတဲ့ကလည်းပဲဒီနားမှာမီးချက်လိုက်ရဆိုရင်ဟောဟောဟောနဲ့အော်ယူရမီးချက်လေးကမစိုးဘောအဲ့တော့ငယ်လေးအတိကလည်းယူရမီးချက်နဲ့တရုတ်မီးချက်ဟာသူမိသားစုဝင်တွေလည်းအားလုံးသိမဲ့ဥပမာလေးတစ်ခုကိုကျွန်တော်ဖော်ပြခဲ့တာဖြစ်တယ်။ဟုတ်ပြီ။ဒီနိုင်ငံကိုကျွန်တော်တို့အတူတူကြောင်းလဲကြမယ်။ လက်ရှိ KIA PDF ဘာမှကိုဘလို့သိမ်းခဲ့လဲကျွန်တော် NUG MOD ကျွန်တော်ပါလမတ်တပ်ဖွဲ့ဝင်တွေကိုအထင်သေးခဲ့တဲ့ခေါင်းနေအပေါ်မှာကုန်နေပြီးကျွန်တော်မိသားစုဝင်နေကုန်နေပြီးကျွန်တော်တို့မှာပြင်ဆင်ထားတာတွေအများကြီးရှိတယ်အဲ့အချိန်ရောက်တဲ့တနေ့ကျွန်တော်အားလုံးအတူတူဆက်ပြီးတော့ ရှေ့ကိုချစ်တတ်ကြဒီနိုင်ငံကိုကျွန်တော်တို့အားလုံးပြုပြီးပြောင်းလဲကြမယ်ပတ်စံမရှိလို့မစားရတာပတ်စံမရှိလို့မကူရတာပတ်စံမရှိလို့နေစရာမရှိဘူးဆိုတဲ့စကားမျိုးလုံးဝမရှိအောင်ကျွန်တော်တို့ဖန်နေပါမယ်